ကဲအားလုံးပဲမင်္ဂလာပါ Jane National Bulletin မှာပြန်လဲကြိုးဆိုပြလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကမြူသားနိုင်ငံရေးလို့ပြောလိုက်တဲ့ခါကြလို့ရှိရင်ကျွန်တော်မြူသားနိုင်ငံရေးလို့ပြောဖို့ဆိုရင်ကျွန်တော်ဖွဲ့စည်းပုံကိုပဲအဓိကထားကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်းပုံထဲမှာ အဓိကဘလို့ရေးထည့်ထားလဲဆိုတော့နောက်ဗီဒီယိုပိုင်းမှာပြောပြပေးမယ်အခုဗီဒီယိုပိုင်းကဘာပြောချင်တာလဲဆိုတော့ဒါမိထားတဲ့မြေခုတ်ရှိတယောက်ရှိတယ်ပေါ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာတဲ့ပြည်သူကိုစားပြုရလားတဲ့ပြည်သူကိုစားပြုတဲ့ဒီမိုကရေစီနှိကြဖော်ထုတ်ထားတဲ့ဥပဒေစာကိုဟုတ်ကောဟုတ်ရဲ့လားဆိုပြီးတော့လာမေးထားတဲ့မိကုန်ပြအဲ့တော့2008ဒီ ီမိုကရေစီနှိကြလားမကြလားကျွန်တော်ကြည့်ကြည့်အောင်အမျိုးသားညီလာခံကျင်းပတဲ့ခါကျတော့အမျိုးသားညီလာခံမှာနှစ်ကြိမ်ခွဲကျင်းပတယ်နော်ထောက်ကို63နဲ့66ကိုတကြိမ်2400နဲ့2000ကိုတကြိမ်နှစ်ကြိမ်ခွဲကျင်းပတဲ့ခါကျတော့အဲ့ဒီမှာအမျိုးသားညီလာခံမှာတက်ရောက်တဲ့သူတွေအကုန်လုံးကပြည်သူတွေကိုကိုစားပြုတဲ့ကိုယ်စားလှယ်တော်တွေပဲဖြစ်ပါတယ် နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကအစုဖွဲ့တစ်ဖွဲ့1990ရွေးကောက်ခံကိုယ်စားလှယ်ကအစုဖွဲ့တစ်ဖွဲ့တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်ကအစုဖွဲ့တစ်ဖွဲ့တောင်သူလယ်မကိုယ်စားလှယ်ကတစ်ဖွဲ့အလုသမားကိုယ်စားလှယ်ကတစ်ဖွဲ့အသိပညာရှင်အတတ်ပညာရှင်ကတစ်ဖွဲ့နိုင်ငံဝန်ထမ်းကိုယ်စားလှယ်ကတစ်ဖွဲ့အခြားသောဖိတ်ကြားထားတဲ့ကိုယ်စားလှယ်ဆိုပြီးတော့အားလုံး အရက်သားတွေကြီးပဲပြည်သူတွေကနေပြီးတော့ပဲရွေးချယ်ပြီးတော့အစုအဖွဲ့ရှစ်ဖွဲ့ဆွေးနွေးခဲ့ကြတဲ့အချက်အလက်တွေဖြစ်တဲ့အတွက်ကြောင့်ဒါကပြည်သူကိုစားပြုတဲ့ဥပဒေစာအုပ်ဖြစ်တယ်ဆိုတာကဒါမလွဲဧကန်ပဲဖြစ်တယ်ဗျအဲ့တော့ဒီထဲမှာစစ်သားတွေတယောက်မှမပါဘဲနဲ့ပြည်သူတွေကိုစားပြုတဲ့အရက်သားတွေကြီးပဲစင်စာတွေးခေါ်မျှော်မြင်ပြီးတော့ အကြံပြုခဲ့ကြတဲ့ဆုံးဖြတ်ခဲ့ကြတဲ့အချက်လက်တွေဖြစ်တဲ့အတွက်ကြောင့်နိုင်ငံသူနိုင်ငံသားတွေကိုကူစားပြုတဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဆက်ကြည့်ရအောင်ဟုတ်ပြီအဲ့တော့အဲ့လိုရွေးချယ်ပြီးတော့ရွေးချယ်ပြီးတဲ့အခါကျတော့ပြည်သူတွေကိုပြည်သူအကုန်လုံးကိုဒါကပြည်သူကိုယ်စားလှယ်တော်တွေပြည်သူကိုယ်စားသူတဲ့သူတွေကသုံးသိပ် စဉ်းစားဆုံးဖြတ်ပြီးတဲ့အခါကျတော့ကျွန်တော်ကဘူချမ်းရေးဆွဲကော်မတီရတစ်ဆင့်ကျွန်တော်အကျန်းကင်တယ်ပေါ့နော်မူချမ်းကင်တယ်မူချမ်းကင်ပြီးတဲ့အခါကျတော့ကျွန်တော်ပြည်သူတွေကိုပြည်သူအားလုံးတိုင်းပြည်လုံးချပြတိုင်းပြည်လေးကိုကျွန်တော်တို့ကဟိုချပြတယ်ပြည်သူဆန္ဒခိုင်ယူဝဲကျင်းပတာပေါ့ referendum လုပ်တယ်လို့ခေါ်တယ်ဗျအဲ့တော့ပြည်သူကိုစားပြုတဲ့ဥပဒေ home house ဆိုတာ ဒုတိယတစ်စိတ်အနေနဲ့တည်သူတွေကိုချပြသလားဆိုကြည့်ရတယ်တည်သူကိုချပတ်လားဆိုချပြတယ်ပြည်သူဆန္ဒခံယူပွဲလှုပ်လားဆိုတော့ referendum လှုပ်တယ်ဗျာနော် referendum လှုပ်တယ် referendum ကိုတော့ကျွန်တော်တို့ကဘယ်လိုလှုပ်လဲဆိုရင်ကျွန်တော်ပထမကျင်းပတော့ခါကျတော့မြို့နယ်ပေါင်း325မြို့နယ်မှာရှိတဲ့ရှိတဲ့ထဲမှာ298မြို့နယ်မှာပထမတစ်ကြိမ် ပြည်သူဇာနာခံယူပွဲလုပ်တယ်အဲ့ဒီမှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကိုဗစ်ဟိုနာကိနာကိမုံတိုင်းကြားတယ်ဗျเนาะ2008ခုနှစ်မေလ2ရက်နေ့မှာနာကိမုံတိုင်းကြားတဲ့ခါကျတော့ရန်ကုန်မြို့တွေကမြို့နယ်ပေါင်း40အေရီတိုင်းတွေက9မြို့နယ်ကြံခဲ့ပါတယ်ဗျာ ကြံခဲ့တဲ့ခါကျတော့ referendum ထဲမှာဒီမျိုးနယ်တွေမပါဘူး referendum ထဲမှာเนาะအဲ့ဒါကိုကြံခဲ့တဲ့ဟိုမျိုးနယ်တွေကိုကျွန်တော်တို့ကထပ်ပြီးတော့2008ခုနှစ်မေလ24ရက်နေ့မှာထက်ကျင်းပါတာဗောကြံခဲ့တဲ့မျိုးနယ်တွေကိုနာဂစ်ထိသွားတဲ့မျိုးနယ်တွေကမှာကြံခဲ့တဲ့မျိုးနယ်တွေကို2008ခုနှစ်မေလ24ရက်နေ့မှာ ဒီကြံနေပြီးတော့ထက်ပြီးတော့ကျွန်တော်ကပြည်သူစန္ဒခံယူပြီးထက်လို့တယ်အားလုံး62ဒသမ48ရာခိုင်နှုန်းသောပြည်သူတွေကထောက်ခံတဲ့အတွက်ကြောင့်ပြည်သူစန္ဒခံယူပွဲသည်62ရာခိုင်နှုန်းကျော်တောင်ထောက်ခံတဲ့အတွက်ကြောင့်နော်ဘိုးချုပ်မူကြီးတန်းရွှေရနေပြီးတော့နော်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အတီးပြုတ်ပြာထမ်းပေးလိုက်တာဖြစ်တယ်ဗျဟုတ်ပြီနော်အဲ့တော့မေဂိုးရှင်ကိုပြောချင်တာက2008ဖွဲ့စည်းပုံအခြေခံဥပဒေဒီစစ်သားတွေရေးသားရတာမဟုတ်ပါဘူးနော်စစ်သားတွေအတီးပြုတ်ခဲ့တာလည်းမဟုတ်ပါဘူးစစ်သားတွေတုံးတက်ခဲ့တာလည်းမဟုတ်ပါဘူး1990ရွေးကောက်ခံကိုယ်စားလှယ်တော်တွေ1990တည်းကဝေရောက်ရှေ့ပြန်ပြီးတော့နိုင်ယူခဲ့တဲ့ပါတီတွေကိုယ်တိုင်ဥဆောင်ပြီးတော့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစင်စားဆုံးဖြတ်သုံးသပ်ခဲ့တာဖြစ်သလို နောက်ဆုံးမှာပြည်သူ့ဆန္ဒခရီးပွဲတွေကို ပြန်လည်ကျင်းပတဲ့အတွက်ကြောင့်နိုင်ငံတကာစံချိန်စံညွန့်နဲ့ညီတဲ့နိုင်ငံတကာဥပဒေတွေနဲ့စီလျော်တဲ့ပြည်သူကိုစားသူတဲ့သူတွေပဲရေးတာဖြစ်သလိုပြည်သူတွေရှိကိုပြန်ချပြတာပြီးတော့အတီးပြုတဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေသည်ဒီမိုကရေစီပြည်သူကိုစားပြုတဲ့ပြည်သူကြေရရားနေပြီးဆင့်သက်လာတဲ့ပြည်သူတွေအားဖြင့်ပေါ်ပေါက်လာတဲ့ဒီမိုကရေစီဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ of the people for the people behind the people လို့ခေါ်တဲ့ အမေရိကန်နိုင်ငံရဲ့နော်အဓိကဒီမိုကရေစီစံရင်စံညွန်းတကယ်ဂျိုးလေးပေါ့ဗျာနော်အဲ့ဒီ of the people for the people behind the people ဆိုတာညီလားမညီလားဆိုညီတာပေါ့ of the people ပြည်သူတွေပြည်သူတွေရဲ့အကျိုးအကျိုးတွေအတွက်ကိုအခုကျွန်တော်တို့ပြည်သူတွေရဲ့အကျိုးအမျိုးသားအကျိုးစီးပွားအတွက် ပြည်သူတွေရဲ့အမျိုးသားကြိုးစည်းပါအတွက်ထဲ့သွင်းရေးဆွဲထားတယ်။ဘယ်သူတွေကရေးတယ်။ပြည်သူကိုစားသူတွေ1990ရွေးကောက်ခံကိုယ်စားလှယ်တွေဥဆောင်ပြီးတော့ for the people ပြည်သူတွေအားဖြင့်ပဲရေးဆွဲတာဖြစ်တယ်လို့ behind the people ပြည်သူတွေအားဖြင့်ပဲ referendum ထောက်ခံပြီးတော့ပေါ်ပေါက်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဖြစ်တဲ့အတွက်ကြောင့်ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ကိုက်ညီတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို မိဂုရှိကိုကျွန်တော်ကနော်ကျွန်တော်မြို့သားနိုင်ငံရေးတပါ ချင်းကြော်လေးမှဝေမျှပေးလိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်